မင်္ဂလာပါဒီတစ်ပတ်ပရီးမီးယားလိပ်ပွဲစဉ်ရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ Brentford နဲ့ Manchester United တို့ပွဲစဉ်အကြောင်းပြောပြကြပါမယ်။သုံးကန်တိုင်းဒီပွဲစဉ်ရဲ့နောက်ဆုံးပွဲကြိုသုံးသက်ချက်မလို့ခင်မှာကျွန်တော်နှစ်ဖက်အသင်းတွေရဲ့လက်ရှိအချက်အလက်လေးကိုပြောချင်တယ်ပေါ့လေ။ဆိုတော့ Brentford ကဒီရသီပရီးမီးယားလိပ်ပွဲစဉ်၅ပွဲမှာပွဲနိုင်တယ်။၃ပွဲရှုံးထားတယ်၊၃ပွဲသေကြတယ်။ရမတ်လီမန်နဲ့အဆင့်ဆက်ခွန်မှာရောက်နေတယ်ပေါ့လေ။အားထားရတဲ့ တိုက်ဆက်မှုတွေဖြစ်တဲ့ Brian Ambumo တို့ဝစ်ဆာတို့ဒီရသည်အသင်းကနေထွက်ခွာသွားတာဖြစ်တယ်လို့နောက်ထပ်ဒီအသင်းနဲ့အထိုင်ကျနေပြီးသားနီဘီယာသော့မတ်ဖရန့်ကလည်းစပါတင်ကိုပြောင်းရွှေ့သွားတာဖြစ်တဲ့အတွက် Brandford ကဒီရသည်စာပိုင်းမှာရုန်းကန်နေရတယ်လို့ဆိုရမယ်ပေါ့လေထူးခြားတာကသူကဒီ Premier League ပွဲစဉ်၅ပွဲကစားပြီးတဲ့အချိန်မှာအိမ်ကွင်းပွဲစဉ်၂ပွဲကစားပြီးသွားပြီအဲ့ဒီဟာကကျွန်တော် Villa ကိုအနိုင်ယူထားတယ် ရှဲစီးကိုတူတူတည်ခံကစားထားတယ်ဆိုတော့ Bradford က DRD ရလက်တွေဆိုးွားနေပြီမဲ့အင်ကွင်းပွဲစဉ်နှစ်ပွဲလုံးချုံးပွဲမရှိထားဘူးလို့ဆိုလို့ရတယ်ဗောလေ Man U ကလည်း DRD မှာပြင်းပြလိုက်ပွဲစဉ်၅ပွဲကစားပြီးသွားပြီအဲ့ဒီကနှစ်ပွဲနိုင်တယ်နှစ်ပွဲရှုံးတယ်တပွဲတည်ဗောလေရမက်က9မှတ်အဆင့်17မှာ ရှိနေတယ်ဒါပေမဲ့ထူးခြားတာက Man U ကလည်းအဝေးကွင်းပွဲစဉ်နှစ်ပွဲကံပြီးသွားပြီဗောလေတပွဲကတော့ Manchester City အားလုံးသိတဲ့အတိုင်း Man City ကို3-0ပြိုက်ရှုံးတယ် နောက်တစ်ပွဲကတော့ဖူဟန်ဖူဟန်ကို1-1တည်ရကြတယ်ဆိုတော့အဝေးကွင်းပွဲစဉ်2ပွဲမှာမန်ယူကနိုင်ပွဲမရထားဘူးသူ့ပေါင်း twin ကိုကလည်းတကိုးပဲ twin ထားတယ်အဲမန်ချက်စတာယူနိုက်တက်ရဲ့ဒီဟာဒီအဝေးကွင်းမှတ်တမ်းကလည်းဆိုးရနေတယ်လို့ဆိုရမှာပေါ့လေတိုက်တိုက်ဆိုင်ဆိုင်ဒီဟာဒီအိမ်ကွင်းပွဲစဉ်လုံးဝချုံပွဲမရှိထားတဲ့ brandfull နဲ့အဝေးကွင်းပွဲစဉ်လုံးဝနိုင်ပွဲမရထားတဲ့ manchester united တို့ အာအခုရှင်းပြရင်ကစားမှာဖြစ်တဲ့အတွက်ဒါကတော့စိတ်ဝင်စားစရာကောင်းတယ်လို့ဆိုရမှာပေါ့နှစ်သိန်းရဲ့အစင်လာထိတိုက်တွဲဆုံမှုကိုတစ်ချက်ပြန်ကြည့်အောင်ပေါ့လေဆိုတော့နောက်ဆုံးထိတိုက်တွဲဆုံမှု၁ကြိမ်မှာ Brentford က၂ကြိမ်နိုင်တယ် Man U က၅ကြိမ်နိုင်တယ်ပြီးတော့၃ကြိမ်တရေကျထားတယ်ပေါ့လေဆိုတော့ဒါပေမဲ့၂၀၂၂နောက်ပိုင်းမှာ Man U က Brentford ရဲ့အိမ်ခွင်မှာလုံးဝအနိုင်ရထားတာမရှိဘူးမိနစ်တုန်းကလည်း Brentford ကသူ့ရဲ့အိမ်ခွင်မှာ Man U 4-3ဆိုတဲ့ရလဒ်နဲ့ဟိုအနိုင်ယူထားတာတွေ့ရတယ် ထိတိုက်တွေ့ဆုံမှုမှာ Manchester United ကဒီအပြတ်သက်သားလွန်နေတယ်လို့ဆိုရပေမဲ့လည်းနောက်ပိုင်းနှစ်တွေမှာတော့ Manchester United ဟာ Brentford အိမ်ခွင်းမှာအနိုင်ရထတာမတွေ့ရသေးပါဘူး။ဒဏ်ရာရကစားသမားတွေရဲ့အရှင်တွေကိုကြည့်မယ်ဆိုရင်လည်း Brentford ကတော့အဓိကကစားသမားတွေဒဏ်ရာရနေတာမတွေ့ရဘူး။ Manchester United ဘက်ကတော့ Darlon နဲ့ Martinez လက်ချင်ကွင်းမှာပြန်လည်မြင်တွေ့နေရပြီဆိုပေမဲ့လည်း သူတို့ကဒီပွဲကိုပွဲထွက်ကစားဖို့လောက်ဒီကြံ့ခိုင်မှုပြေဝနေမယ်လို့တော့မထင်ဘူးဆိုတော့နိပြအာမိုရင်ကိုရိုင်းကလည်းသူတို့ကိုပွဲထွက်ကစားသမားအနေနဲ့အသုံးပြုမယ်လို့လည်းကျွန်တော်မထင်ဘူးပေါ့လေတခြားမန်ချက်စတာယူနိုက်တက်မှာတော့ဟိုဒဏ်ရာရအဓိကကစားသမားတွေရှိနေတာမတွေ့ရဘူးဥမာကုညာတို့အာနောက်မစ်ဆင်မောင့်တို့လည်းအာကြံ့ခိုင်မှုပြေဝနေပြီဆိုတော့ဒီပွဲမှာပွဲထွက်လာတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ် နှစ်သင်းရဲ့ပွဲထွက်လူစင်းနဲ့ခြေစွမ်းကိုရှင်းထုတ်ကြည့်မယ်ဆိုရင်တော့ Manchester United က Brentford ထက်အများကြီးတာလွန်ကောင်းမွန်နေတာကိုတွေ့ရတယ် Brentford ကဟိုနိပြလည်းအစ်ပြောင်းထားတာဖြစ်တဲ့အတွက်ကစားကွက်နဲ့နိပြနိပြရဲ့ idea နဲ့ကစားသမားတွေကြားမှာနားလည်မှုရှိအောင်နောက်ဒီဟန်ချက်ညင်ဖို့ကြိုးစားနေရတဲ့အချိန်ကာလဖြစ်တယ်အဲဒါပေမဲ့ Manchester United ကရောကစားကွက်ကောင်းမွန်နေပြီလားဆိုတော့လေတကယ်တော့ Manchester United လည်းရုန်းကန်နေရတဲ့အခြေအနေပဲ ဖြစ်နေတယ်เนาะဒီရသည်ပရီးမီးယားလိပွဲစဉ်၅ပွဲမှာ Brentford ကကြတော့တိုက်စစ်ကနေပြီးတော့အ6-9သွင်းပြီးတော့ခန်းစစ်ကနေ10-9ထိပြန်ပေးထားတာရှိတယ်ဒါပေမဲ့ Manchester United ကလည်းအဲဘရိုင်ယန်ဘူမိုတို့နောက်ကူညာတို့ဇီဂိုတို့လိုထိပ်တိုင်းတိုက်စစ်မှုတွေကိုဝယ်ယူအပြစ်ထားပေမဲ့တိုက်စစ်ကဘရန်ဖို့လိုပဲ6ခုပဲတွင်းထားတယ်အဲ့ဒီမှာအုံကိုက2ခုပါသေးတယ်ဆိုတော့အဲခန်စစ်ကတော့8ခုထိပြန်ပေးထားတယ်ဆိုတော့ဘရန်ဖို့နဲ့တိတ်မကွာပါဘူးဘရန်ဖို့က10ခုဆိုတော့ ဒါပေမဲ့လည်းဒီလိုတွင်ကိုနောက်ဒီဂိုးခွင့်ပြုမှုအရှင်တွေမှာနှစ်သင်းကြားမှာတိတ်ကွာဟားချက်မရှိပေမဲ့ဂိုးရနိုင်ခြေကတော့မန်ချက်စတာယူနိုက်တက်ကပရီးမီးယားလိဂ်မှာအမြင့်ဆုံးအသင်းတွေထဲကတသင်းဖြစ်နေတယ်။ဂိုးပေါက်ချင်းချောင်းမှုတွေကောင်းတယ်။ဂိုးပေါက်ကန်သွင်းမှုတွေများတယ်။ဒါပေမဲ့သူတို့တိုက်စစ်ပိုင်းကဒီဂိုးသွင်းတေချာတာအာဂိုးသွင်းတေချာမှုဘိုင်းမှာတော့လိုအပ်နေတာပါလေ။ဆိုတော့ အာဘရန်ဖို့နဲ့ပွဲမှာတော့မန်ချက်စတာယူနိုက်တက်ကဒီအချိန်လေးကိုပြောင်းလဲနိုင်မလားကျွန်တော်တို့စောင့်ကြည့်ရမယ်အာဘရန်ဖို့ကတော့အင်ကွင်းမှာသူ့ရဲ့ပုံစံအတိုင်းအင်ကွင်းမှာမမာတန်တန်နဲ့ကစားမယ်တမ်ပြန်တိုက်စစ်တွေနဲ့ကစားမယ်ဆိုတော့သို့တော်လည်းမန်ချက်စတာယူနိုက်တက်ကပထမဦးဆုံးအဝေးကွင်းနိုင်ပွဲကိုရယူသွားနိုင်ဖို့ကြိုးစားလိမ့်မယ်ဘာလို့လဲဆိုတော့အမ်မိုရင်လက်ထက်မှာပွဲဆက်နိုင်ရတယ်ဆိုတာမျိုးက ခက်ခဲကြပဲပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်မှာမန်ချက်စတာယူနိုက်တက်ကချယ်ဆီကို ဒီအနိုင်ရလိုက်တာလဲစိတ်တပိုင်းဆိုင်ရာအားဖြင့်တော့ပို့ပြီးတော့ဟိုကောင်းမွန်လာမယ်လို့ထင်ရတယ်ဆိုတော့အဲဒီပွဲက Manchester United အနေနဲ့နိုင်ကိုနိုင်တဲ့နဲ့ပွဲဘာကြောင့်လဲဆိုတော့သူတို့ Premier League အဆင့်၄အထိဝင်ဖို့ Top 4ဒီမှန်ထားတယ်ဆိုလို့ရှိရင်ဒီလိုအသင်းတွေနဲ့တွေ့တဲ့အခါရမှတ်တွေဆုံးကြုံလို့မဖြစ်ဘူးဒါကြောင့် Manchester United ဟာ Brentford ကိုအဝေးကွင်းမှာတွားပြီးတော့အနိုင်ယူမယ်လို့မျှော်လင့်ရတယ် ဲ့လိုလဲယုံကြည်ရတယ်အနေဆုံးတော့ Manchester United ဟာဒီပွဲမှာလုံးဝမချုံးနိုင်နိုင်ဘူး